ျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရဝေးရနေရနေကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရဲ့သားသမီးများအားလုံးရှင်းနေပွားသားသမီးများအားလုံးဒီတစားမုံလာမှာစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်မှခြင်းနေနဲ့ပြည့်စုံပါစေ။တစားမုံလာအတွက်နောက်ဆက်တလာပိုင်းအတွက်တနစာကံကြမ္မာများကိုတနင်္ဂနွေသားသမီးများနေစပြီးတော့အထူးဟောပြောပေးမှာဖြစ်ပါရင်။တနင်္ဂနွေသားသမီးများတစားမုံလာမှာဘလို့ကံကြမ္မာများနဲ့ဘလို့ကံစားတာတွေကိုရောက်ရှိနေလဲဆိုတာကိုကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအစအဆုံးလေးကြည့်ရှုပေးဖို့လိုအပ်ပါတယ်။ တနင်္ဂနွေသားသမီးများကဒီ၁၇လပိုင်းဆိုတာကတော့မိမိတို့အထူးဂယုပြုရမယ်ဂယုစားရမယ်လာတလဖြစ်ပါတယ်ပေါ့ပေါ့ပြက်ပြက်မနေထိုင်မိအောင်လည်းအထူးစင်ကျင်ရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့ဆယ်လပိုင်းအကုန်၁၇လပိုင်းလအစကနေစပြီးတော့မှမိမိတို့ရဲ့ဒိတ်ခံတစ်ခုခုကိုလေးလေးနက်နက်လေးပြုတ်လုပ်ပြီးတော့စုတောင်းတိုင်တယ်ပေးတာမျိုးเนาะ မိမိတို့အနေနဲ့ဒိတ်တန်တစ်ခုခုကိုဝင်ထားတာမျိုးကြီးရှိထားမှာဖြစ်ပါတယ်။တနည်းဝင်သားသမီးများဆိုလို့ရှိရင်စက္ကလာပိုင်းမှာမိတ်ဆွေအပေါင်းအင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေကြုံရတတ်ပါတယ်။စိတ်ယုံစည်းကမ်းတွေရောက်ရှိရတတ်ပါတယ်။မိမိတို့အနေနဲ့ဒီလဟာဒေါရကြီးလွယ်မယ်ဒေါရထွက်လွယ်မယ်စိတ်မထိန်နိုင်တဲ့လတလဖြစ်ဖြစ်တတ်ပါတယ်။ဒါကြောင့်တနည်းဝင်သားသမီးများဆိုလို့ရှိရင်တော့ဒီစက္ကလာပိုင်းမှာအထူးကိစ္စရမှာဖြစ်ပါတယ်။ ျမအနေနဲ့အကြံပေးချင်တာကတော့တနေ့ကနေသားသမီးများဒီ17လပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ကောင်းမွန်တဲ့ဘာသာရေးတစ်ခုခုကိုပြုလုပ်နေတာမျိုးတွေဖြစ်စေချင်ပါတယ်မိမိတို့မွေးရမွေးရမှာတတ်တတ်လို့ဒီစားမယ်အတိတ်တန်ပတိစိတ်ပေးတာမျိုး နော်တလကူးတဲ့ဒိဋ္ဌံဝင်လာတာမျိုးနော်ဒါမှမဟုတ်ရင်မိမိတို့အနေနဲ့နမောတတကိုတနေ့ကိုတရားရှိခောက်ရွတ်ဖတ်နေတာမျိုးပေါ့ဥပဇက်ကနေပြီးတော့အချိန်တိုင်းမှာမိမိတို့စိတ်ထဲကနေနော်မိမိတို့ရဲ့နှုတ်ကနေပြီးတော့မှနမောတတဘေကဝါတော့အရဟတောတမန်တမုတ်တတဆိုပြီးတော့ရွတ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်အညံ့နေကင်းစင်သွားမှာဖြစ်ပါတယ်ကိုရှိကိုရောက်လာမဲ့မကောင်းတဲ့အနေနဲ့တိုက်ခတ်နှောက်ယှက်တယ်လေကေဝေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီဆက်ကလာပိုင်းမှာအထူးဂရုစိုက်ရမယ့်ဓာတ်တလဖြစ်ပါတယ်။ အလုတ်ကင်နဲ့ပတ်သက်ပြီးတော့မှအောက်လည်ငယ်သားတွေအလုတ်ကင်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းမှာမိမိသွင်းပေးလိုက်တဲ့လူနော်ကိုယ့်ရဲ့လက်အောင်ငယ်သားတွေကကိုယ့်ပေါ်မှာမလိုမုန်းပြီးစိတ်တွေနော်ရန်လိုမင်းထက်ပြုတ်မူလာတာမျိုးတွေတွေ့ရတတ်ပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့တနင်္ဂနွေသားသမီးများတို့ဆိုလို့ရှိရင်ဒီ၁၇လပိုင်းမှာ မိမိတို့လုပ်နေတဲ့လှုပ်ဆောင်ချက်ကလေးမိမိတို့ရဲ့အလုပ်ငန်းတွေမိမိတို့ရဲ့အလုပ်တွေစိတ်ဝင်စားတာမျိုးတွေစိတ်တည်လေနေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းတလောက်မအောင်မြင်လို့စိတ်တက်ကြလွယ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့အထူးဂရုစက်ရမှာဖြစ်ပါတယ်မိမိတို့စုဆောင်းထားတဲ့ရွှေငွေရတနာတွေနော်ငွေကြေးတွေရတယ်ဒီစက်တလပိုင်းမှာမိမိရဲ့စိတ်ဆုံးဖြတ်ချက်တွေ အလောတို့ဆိုအလော30ပြုတ်မှုဆောင်ရွက်လိုက်လို့ကုန်ကြသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဒီစက်တလပိုင်းမှာ အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါ။လူမှုရေးကိစ္စတွေမှာတတ်နိုင်သလောက်ဝင်မပါပါနဲ့။မိမိတို့လုပ်ငန်းပိုင်းတွေမှာကိုယ်ပိုင်လုပ်ငန်းတွေစတင်အကောင့်ထဲဖော်မယ်ဆိုလို့ရှိရင်တော့ မိမိတို့အနေနဲ့3ရက်16ရက်24ရက်ဒီအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုနေ့ရက်မျိုးတွေမှာစိုင်းတေးဖွင့်တာမျိုးတွေလုပ်ငန်းသစ်စတင်တာမျိုးတွေအထူးကောင်းမွန်ပါတယ်ဒီလိုနေ့မျိုးတွေမှာဆစ်ဆက်ကြောင်းလန်းခြင်းတွေမင်္ဂလာအမှုကိစ္စတွေပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီလို နေ့နေ့မျိုးတွေမှာမိမိတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ် ဒီ7လပိုင်း16ရက်နေ့ရဆိုလို့ရှိရင်တော့အကောင်းဆုံးနေ့ရက်တစ်ရက်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုရင်အာမခံကိစ္စမျိုးတွေလူမှုရေးနဲ့ပတ်သက်တာမျိုးတွေတော့မိသီးကိစ္စမှဝင်မပါရင်ပို့ပြီးတော့ကောင်းမွန်ပါတယ်။မမျော်လင့်မဲနဲ့အမှုအခင်းတွေပါရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့လူမှုရေးကိစ္စတွေဝေးဝမှနေပြရမှာဖြစ်ပါတယ်။ မကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့တည်င်းစကားတွေမကောင်းတဲ့နမိတ်တွေတွေ့ကြုံလာတဲ့အခါကျရင်လည်းမိမိအနေနဲ့ချက်ချင်းခေါင်းလျှော်ဖြစ်တာမျိုးတွေเนาะတယောက်ကမွန်းသီးနဲ့ခေါင်းလျှော်လိုက်ရတာမျိုးတွေပြုတ်လုပေးရမှာဖြစ်ပါတယ်စိတ်ညစ်စရာတွေကြုံရတဲ့အခါမျိုးမှာလည်းမိမိအနေနဲ့ဘာမှ စိတ်တဲကိုမထည့်ဘဲနဲ့နမောတတဘုရားရွတ်ဆိုပေးပါဒီ7လပိုင်းမှာဆိုလို့ရှိရင် ကိုယ့်လက်ထဲမှာငွေမများလဲကင်လို့မရတဲ့ကာလတစ်ခုဖြစ်ပါတယ် ငွေတွေရင်းနှီးမြုပ်နိုင်လိုက်ပြီးတော့မှစုံစုံမြုပ်သွားတာမျိုးတွေလည်းဆုံးရှုံးသွားတတ်ပါတယ်။အိမ်တွင်းရေးမှာလည်းမသားမယားဖြစ်နေတတ်တဲ့ခါးနာတာတွေဒူးနာတာတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒီဆက်တလပိုင်းမှာတော့စိတ်တော့ကဒီဆက်တလပိုင်းမှာမိမိတို့အနေနဲ့အချီရေးအိမ်နောင်ရေးတွေကတော့ကံကောင်းနေတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့နော်ကံကောင်းလို့နဲ့ ညံ့သွားတာမျိုးတွေရှိပါတယ်အဲ့တော့မိမိတို့ခါတို့ချက်တောက်တို့เนาะထိကြိုက်တန်ရာတွေတွေ့ကြုံရတတ်ပါတယ်တနင်္ဂနွေသားသမီးများမိသူမဆို28နှစ်အသက်28နှစ်ရောက်ရှိနေတဲ့တနင်္ဂနွေသားသမီးများဆိုရင်တော့သူများကြောင့်အမှုခင်းတွေဖြစ်တတ်တာမျိုးတွေရုံရောက်ရရုံရောက်လို့ပြဿနာတွေဖြစ်ရှင်းရတာမျိုးတွေတွေ့ကြုံရတတ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အင်္ဂါနေ့ညနေစောင်းမှာတစ္ဆာပန်း၃ပွင့် တရက်ညွန့်ရှင်ညွန့်ကိုအိမ်ဖျားမှာဖျားပန်းအဖြစ်ကတ်လူပေးထားမှာဖြစ်ပါတယ်မိမိတို့အနေနဲ့စုတောင်းမှာတတ်တက်လို့ရှစ်ရက်စားပြီးပါ တွေ့ကြုံရမယ့်ဒုက္ခတွေကင်းငြိမ်းသွားမှာဖြစ်ပါတယ်ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီကာလဒီဆက်တလပိုင်းဆိုတဲ့အညံ့တွေကိုမိမိတို့အနေနဲ့ကင်းစင်သွားခြင်းနဲ့မိမိတို့လုံ့တမားကောင်းကျိုးချမ်းသာတွေရရှိစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့မိမိတို့မှာအရေးကြီးတဲ့ကိစ္စတွေလည်းဆောင်ရွက် ဖို့ရှိနေတယ်ဆိုလို့ရှိရင်တော့ဒီစက်တလဘိုင်းမှာသင်္ကန်းတစုံလှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့မိတိတနင်္ဂနွေတာသမီမဆိုလှူဒန်းလို့ရပါတယ်သင်္ကန်းတစုံလှူဒန်းပြီးွားပြီဆိုရင်တော့မိမိတို့အဲ့ဒီနေ့မှာပဲဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုတာနဲ့ပတိစိတ်ပေးရမှာဖြစ်ပါတယ်ဘနပတ်ရရစိတ်ပေးပါခါကြီးရက်ကြီးဒီမှာတော့တတ်တက်လွတ်စားပြီးရင်ပူပြီးတော့ကောင်းပါတယ်မိမိတို့အနေနဲ့တိမ်ဝင်တဲ့လမ်းမှာတန်ပုံး ဖြစ်ရမယ်တန်ပုံးထဲမှာသဲအပြည့်ထည့်ပြီးတော့မှာတိမ်ဝင်လန်းလေးကိုသဲလေးခင်းပြီးတော့မှာမိမိတို့ရဲ့အညံအခိုက်ကြီးကြည်ပါစီမိမိတို့ရဲ့လှုပ်ဆောင်သမျှတွေအောင်မြင်ပါစီလို့ပြောဆိုပေးရမှာဖြစ်ပါတယ်ဒီဟာလေးကတော့တောက်ကြနေညနေဆောင်မှာပြုတ်လို့ပင်ပို့ပြီးတော့အောင်မြင်တတ်ပါတယ်အဲ့တော့ဒီတလမှာတနင်္ဂနွေသားသမီးများကပြုတ်လို့ရမယ်ဆောင်ရွက်ရမယ်ရေရာရှိပါတယ်ဒါကတော့926កောင်လှုပ်ပေးရမှာဖြစ်ပါတယ် ဖုန်းကြီးကြောင်းကိုစွန့်ကြိုက်လေးပို့ပေးပါကြက်သားဟင်းနဲ့စွန့်ကြိုက်ပို့ပေးလို့ရပါတယ်မိမိတို့အနေနဲ့ဒီကာလလေးမှာဆိုလို့ရှိရင်တော့မိမိတို့ရေရာပန်းဝိုးအနေနဲ့ထိုးကျင်တယ်ဆိုလို့ရှိရင်တော့ကန်းကော်ညွန့်25ညွန့်လှူဒန်းပေးရမှာဖြစ်ပါတယ် ကဲတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေပြည့်စုံပြီးတော့စိတ်တော်တိုင်းလို့ကိုပါလူရဆန္ဒကြီးပြည့်ဝနိုင်ကြပါစေရှင်